။ Hello ။ကျောင်းမရနေနေရတဲ့။နိုင်ပြီးတော့ချစ်တယ်။ကျွန်တော်ချစ်မှလေးအတွက်။ကျွန်တော်ရောက်ဝင်လို့လက်ဆောင်။ဒီတော့ဘာနော်။ရောက်လာ။ခင်ဗျာ။ မင်္ဂလာပါခင်ဗျာရန်ကုန်မှာကားလာခိုးတဲ့ကားသခိုးအဖွဲ့တွေတရတယောက်ကိုဖမ်းမိခဲ့တယ်ဆိုတဲ့ဖြစ်စဉ်ပါဝင်နောက်ဆုံးမှာအဲ့ဒီသတင်းလေးတွေကိုစူးစစ်ပြီးတော့ reaction လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ video လေးကိုစလိုက်အောင်ပါမင်းတို့ကလည်းဆိုမင်းတို့လာခဲ့တော့လို့ကိုဒါဆိုလို့ဒါမဲ့ပြောလို့ပဲချောက်ပြောနေပေါ့ခင်ဗျာ။ငါတို့လည်းလွတ်တာရင်ငါနှစ်ယောက်တည်းလွတ်တာတွေ။အကိုပိုင်းလည်းပေါ့ပြီးတာ။ခင်ဗျားဒီကားကိုဘယ်ချင်းအစမြင်တာလဲ။ကျွန်တော်မြင်တော့မြင်ရသေးတယ်။ကားကိုမမြင်သေးဘူး။အဲ့ဒါဆိုခင်ဗျားဒီထဲမှာအခုနကျွန်တော်ပြောတာဘသူကလွတ်လို့ဒီကိုလာတာလဲ။ချော်ချော်က ကြော်ကြော်ကလှုပ်လှုပ်လာတာအဲ့ကြော်ကြော်ကဗမာနေလေတော်တော်ဆမှုဆုံးနေမှာအဲ့ဆမှုဆုံးနေကအကျယ်ကြီးပဲဆမှုဆုံးအပေါင်းနေတဲ့တဲ့မှာတဲ့တဲ့မှာနေတာခမရဗမာနေတာလေကျွန်တော်ကတန်တန်နေမှာတန်လင်ဘယ်ရက်ကွယ်လဲတန်လင်ကကျော်ကျော်ဆန်ဆက်မှာဆန်ဆက်မှာအဲ့တန်လင်ကနေဒီကိုဗာနဲ့လာတယ်ဗာနဲ့လာဘယ်ချင်းလာကြော်ကြော်တို့ကခမရအဲ့ခုန၄ယောက်ဖွဲ့လမ်းထိပ်မှာရှိတယ်လို့ပြောတဲ့အဖွဲ့ကဗမာလေအစားဆုံးကျွန်တော်ပြောပြအဲ့ပြောပြော ူကကျွန်တော်ဖုန်းခေါ်တယ်။ဟုတ်။အဲ့လာလာခဲ့ငါစီကိုဒီမှာအယောင်ကတကူရှိတယ်တဲ့။တော့ကဲရအောင်တဲ့။သူကကျွန်တော်ခေါ်လိုက်တယ်။ခေါ်တော့ကျွန်တော်လေးနိုင်တော့ထွက်လာတယ်။ဟိုချင်းကိုလည်းခေါ်ထားတယ်တဲ့။ဆက်ဆန်းတယ်နေရင်ရော။ဟောသူလင်မြန်းနေရောပေါ့။ဒါရတယ်။လင်မြန်းနေရောလည်းကျွန်တော်ကအရင်ရောက်တယ်။ကျွန်တော်ကဒီ တော်ဆုံးဆိုအပေါင်းနဲ့ရှိရရှုကံမော်ရှိဦးအရင်ရောက်တယ်သူများအရင်လုံးဒီစကားပြောရတယ်တော်ဒီလိုသွားရောက်မယ်တရားဝန်30ပြေတရားဝန်45ပြေတဲ့အဲ့ဒါသူ45ပြေတဲ့ကောင်အရင်သွားမယ်မင်းကဘောထားပုံဘောထားပုံများအဆင်ပြေရတဲ့မင်းပိုင်ရှင်လို့ရမင်းသွားပြီးတော့ဟိုပတ်စံပိုင်ယူရဲ့ဟုတ်ကဲ့ကျော်ကျော် 比如叫不是往上面，就是说高德西有像说在那个高平路的，我们上面然后普通的就是说去那个，嗯，然后拉离得你都得走到附近的，现在然后加油的加那拉，拉然后像困嘛，然后现在现在我们有某一个新的，新要，因为这个不能就浪费了，没有嘛。 အဲ့ဒီနဲ့ပလီမြောက်သွားအဲ့ဒီနောက်မှာသူစောင့်လို့ရှိမယ်ဖုန်းနံပါတ်ကျွန်တော်ကိုချစ်ချင်းဖုန်းနံပါတ်ရေးခိုင်းတယ်ဖုန်းနံပါတ်ရေးပြီးတော့အဲ့ဒီဖုန်းဆက်လိုက်တဲ့ကျွန်တော်အဲ့ဒီရောက်ရောက်ချင်းပဲကဲဒီမှာတော့မကြည့်လို့ရတယ်ကျွန်တော်ရောက်ရောက်ချင်းပဲအဲ့ဒီဝယ်မဲ့တူဖိုးခေါ်တယ်ဖိုးခေါ်တော့ပလီမြောက်မှာတဲ့ပလီမြောက်တော့ပြေးတယ်အားလမ်းကဒါနေကြလမ်းဆောင်ဆောင်တယ်ဘယ်လိုလဲအဲ့လိုပဲမလေးခဲ့တာအဲ့လိုကအဲ့ အဲ့တော့ခမည်းတော်ကအတူတူလာတာပေါ့အတူတူလာတာနောက်တစ်ခုကခမည်းအဲ့ဒီကဝတ်တော့ဆိုတာခမည်းသိနေပြီသူကကားရောင်းမယ်လို့ပြောတာကားတစ်စီးတိတ်30တိတ်40နဲ့မရဘူးလေဒါခမည်းလည်းသိတယ်လေအဲ့တော့အဲ့ကားဝတ်တော့ဖြစ်နေပြီဆိုတာခမည်းသိပြီအဲ့တော့ဒီကားအရှုပ်ရှင်းရှိတယ်မရှိဘူးခမည်းမေးပြီလားဘာလို့မမေးရလဲအရင်ဘယ်နှချိန်လို့ဦးတယ်ဒါမျိုးလေးဒီဆိုတော့ဒီကားကိုတော့ကျန်နေတယ် ဟုတ်လေဒီလိုမျိုးဘယ်နှချိန်လို့ပြူသွားပြီလဲလို့ဟောင်းချိန်တခါမှအဲ့လိုအတင်မရဘူးအကုန်လုံးတိမနေဘူးသိလားစာမတက်တဲ့ကလေးစားဆုံးစာဖတ်လို့ဟုတ်လားသူနဲ့ဟိုးအရင်ကရင်းနှီးမှုတွေကျွန်တော်လူနေသေးတာကိုတူတူကားဘူတွေသူကထိုင်ကြတဲ့ရှိုးဘုရားဝန်နဲ့ကားဘူတွေသူ့ရဲ့ကျွန်တော်ချက်ပေးသေးတာလူရောဘလူနာမည်နာမည်နဲ့ကွာချင်းကိုသူတို့နဲ့လည်း sorry ရသိရမလားသူကသူကစောရမသိဘူးမလိန်နဲ့ကျွန်တော်ပြောတာအကုန်လုံး information ရောက်ွယ်အခုမလိန်နဲ့ကျွန်တော်ခြေပြောက်ွယ်ပြော ဒီလူတွေမှမာနေရလဲအကုန်ထည့်ပြီးတော့မှကျွန်တော်တို့မနေ့6နာရီကိုတို့ထွက်သွားအိုက်ကထွက်တဲ့အချိန်ကမနေ့9နာရီနဲ့4မိနစ်ဒီ3 3နှန်းဆောင်ကနေခင်ဗျားတို့ထွက်သွားတယ်ဒီကြားထဲမှာဆိုအကုန်ပိတ်ပြီးသားပြီကိုထွက်လို့မရချာမယ်ဆိုတော့စဉ်းစားနေပြီးသားအခုအခုမမိတယ်မနေ့မှမိပါကိုဘာမှလုပ်လို့မရအောင်အဲ့အတွက်အကိုရှီတရားကိုပြောလိုက်အဲ့တော့အကိုလည်းမနာတော့ဘူးအားလုံးလည်းအဆင်ပြေပဲကျွန်တော်တို့ကျွန်တော်ပါသိလားခင်ဗျားလူတွေမိပြီးတော့ကျွန်တော်တို့ကစကားအကိုမပြောချင်တော့အကိုလုံးကပြင်မနေကွာနော်ကိုလည်းပြင်မနေအဲ့သူတွေကတိတာကြပြီကိုပြီးပြီဟုတ်တယ်မလားနော် ဲ့ဒါအရှင်တရားအကိုလေးမေးတာလဲကောင်းမွန်အကိုဖြေလိုက်အကိုလည်းမနာတော့ဘူးအားလုံးလည်းအဆင်ပြေပဲနောက်လည်းခမရဘာဘာဘာလုပ်လဲပုံမှန်အလုပ်ကပုံမှန်လုပ်ရဒလီဘိုင်ကိုပဲ grab grab ဖိုးတော့ဘောကျွန်တော်ဖုန်းနဲ့ဆက်ပြီးလုပ်ရအောင်16ရက်နေ့ကဒီကောက်ကိုဘယ်နှကြိမ်မောင်းဘူးလဲမလိန်နဲ့လို့ဒီကားပေါ်မှာရွှေ့တယ်ဆိုဘလူးရွှေ့ပြီလားဒီဒီရောက် ရောက်အောင်ကားနဲ့ခေါ်လာမဟုတ်ဘူးလေဒီဒီကားကိုကိုတို့ခိုးထားတဲ့ကားကိုဗီဒီယိုဘယ်သူမောင်းလာတာလဲလို့မင်းမတီးပဲနဲ့ရမလားဒီကားလမ်းပေါ်ပေါ်မှာဒီနေ့မှမောင်းလာတာမနက်က9:00နဲ့4မိနစ်မှာဒီ3တန်းဆိုဒီမီးပွားရနေပြီဒီဘက်ကိုထွက်လာ9:00နဲ့4မိနစ်ပဲရှိတယ်မနေ့က2နာရီကျော်မှဓာဟောင်းနေပြီအဲမင်းပြောတယ်ပါကျက်ပဲသိနေပါလေဟိုဒီမြောင်းောင်းနေတဲ့နေရာဘာလို့လဲအဲချင်းကိုတို့အဲ့ကောင်အဲ့ချမ်းမှာဆိုရှီပြီးသား မင်းကညရဲမဆောက်ခိုင်းတာလည်းကောင်ကအိပ်ပျော်သွားလို့၄နာရီမှအိပ်ပျော်သွားလို့မင်းတို့လွတ်ပြီးတော့ဒီကိုရောက်လာပြီဆိုမင်းကအဲ့မှာလည်းမိတယ်သိလားမင်းမနေနဲ့ဂျန်ကုန်တမလို့ဟာဒီကားဖယ်နေရဆိုအကုန်လုံးထောက်ပြီးသွားမင်းတို့နေရာလည်းအကုန်ထောက်ပြီးသားကိစ္စအဲဦးစင်မင်းကကိုတွေ့လေးတစ်ခုပေါ့ပြောပြအောင်မင်းည15ရက်နေ့6လပိုင်း15ရက်နေ့ပေါ့အဲနဲ့စနေရီကွဲလောက်ကအကြောင်းတကတယောက်ရောက်လာတယ် ငါတယောက်ရောက်လာတော့တကောင်မေးကြည့်လိုက်တယ်တကောင်ကတော့အသက်အရွယ်ကတော့30ပတ်ချာလဲပေါ့ရုပ်ရည်ကတော့ခန်းတန်းတန်းအဖြူဝတ်ဆုံးနဲ့အဘွားအဖြူနဲ့အောက်ကပစိုးအစိမ်းနဲ့တူပါရဲ့ကြောင်ရောက်တော့ဦးပြန်လည်းမေးလိုက်တယ်တကောင်ဘာကိစ္စလဲလို့မေးတော့ရှင်ဖုရားလည်းတပည့်တော်ကတကြီးရုပ်တွေစောင်းလျှောက်တဲ့အဖွဲရပါဗျာတဲ့အဲ့တော့ရှင်ဖုရားကြောင့်မှအသက်60ကျော်တဲ့ရဟန်းတန်ကဘယ်နှပါရှိတယ်ဖုရားတဲ့ ။ဩဥစဉ်ထင်ရတော့ဩသူတို့လိုက်ပြီးတော့စောင်းလျှောက်တဲ့အဖွဲပဲဖြစ်မယ်လို့။အဲနဲ့အကြောင်းနှစ်ပါးရှိရဲ့လို့။ဩမမဖရားနဲ့ဒီလိုစင်းပို့ပေးတယ်ဦးမဖရားတို့အဖွဲကိုစင်းပို့ပေးတယ်။အဲဒါမြန်အောင်ကြောင်းမားတဲ့60ကျော်နှစ်ပါးရှိတယ်။အဲ့နှစ်ပါးလို့လူဝဝတ္ထုတွေယူလာခဲ့တဲ့။သူကလှမ်းပြောတယ်။လမ်းပြပြီးတော့တိတ်မကြောက်ပြတဲ့ကားဆက်ပြတဲ့ရှင်ဖျားနဲ့တပည့်တော်အဖွဲ့ရဲ့ ကောင်းကောင်းရောက်နေပြီဗျာတဲ့ကောင်းကောင်းမှာလည်းအဲဦးစင်းကြီးရဲ့ဖုန်းကြီးကိုဆက်ပြီးတော့တလုံးချင်းလောက်ပေးနေတာဗျာတဲ့ဖုန်းကြီးကဘာလောက်ပေးတာတော့လို့ဆက်မိလိုက်တော့ဦးစင်းနဲ့စင်ကတ်တွေရဲ့ဒီဆက်ရနိုင်ခွဲကြရင်နဲ့စင်ကတ်တွေကိုပိတ်မှာတဲ့ဘာဖြစ်လို့ပိတ်တာလဲဆိုတော့မသိဘူးဗျာတဲ့အဲ့အကြောင်းတော့တပြည့်တည်းမသိဘူးဗျာတဲ့အဖုန်းလိုင်းတော့မပိတ်ပါဘူးခင်ဗျာတဲ့စတင်နေရနေပြီးတော့ဖုန်းစတင်နေရနေအွန်ထားလို့ရှိရင်တော့တဲ့သူကစင်ကတ်တွေကိုမပိတ်ဘူးတဲ့ ဟိုမှထားလို့ရှင်လို့စွမ်းကတ်တွေကိုပိတ်သွားမှာတဲ့စက်တစ်ခွဲကြရင်ဩဟုတ်လားလို့ဦးသိန်းနဲ့မကြားမိဘူးတကယ်ကြီးအဲအရှင်ပြဖုံးကိုလုံးမလားတဲ့သူကအမှန်ဆိုရင်တော့လုံးရှင်တဲ့တကယ်ကြီးဦးသိန်းနဲ့ဘာမှလည်းမတည်ဘူးလို့ဘယ်စက်တင်နဲ့ဝင်ရမှလည်းဘာလည်းမတည်ဘူးအတပိတော့လည်းကောင်းကောင်းမတက်ဘူးခင်ဗျာတဲ့ခေါင်းရဟိုရွေးအဖွဲတွေပဲတက်တယ်ခင်ဗျာတဲ့အဲ့ ဦးဇင်းဖုံဦးဇင်းတပိတော့လှုပ်တော့လှုပ်ကြည့်အောင်မဲတဲ့ချင်းမြတ်ဖုံခဏပေးပါဗျာတဲ့အဲဒီသဘွက်တင်ပုံမှာလည်းဒီမှန်ကုန်ပုံမှာပဲချပေးလိုက်တယ်ချပေးမှန်ကုန်ပုံမှာပဲသူလိုက်ပြီးတော့စတင်နဲ့ဝင်ပြီးတော့ကြည့်တဲ့အဲတပိတော့တို့ဖုံကတော့ Android 14ဖြစ်ရတဲ့အရှင်ဖျား15ဖြစ်နေတယ်တပိတော့မလှုပ်တော့ဘူးဗျာတဲ့အဲအကြောင်းမလို့ရှင်ဖျားတပိတော့ခေါင်းရင်းချောင်းကိုလိုက်ခဲ့ပါလားဗျာတဲ့အာခေါင်းရင်းချောင်းတော့မလိုက်တော့ပါဘူးတကကြီးရဲ့ အဲ့ဒါရှင်ပြားတဲ့ဖုံးပေးလိုက်ပါလားဗျာတဲ့ခေါင်းကြီးကအဲဒီပြည့်လူတွေစီတွားလောက်ပေးမယ်ဗျာတဲ့သူတို့ပေးနော်ဒီလာမှာပါဗျာတဲ့အဲအဲ့ဒီလိုလုံးမပေးလိုက်ဘူးတခါကြီးလို့တခါကြီးအဖွဲဒီလားလူမှာမို့လားလို့ဒီလားလူမှာလုံးမယ်လို့ဩမှန်ပါဗျာတဲ့အဲဆိုလည်းဒီပြည့်ခေါင်းကြီးခဏတွားလို့လုံးမပေးလိုက်ဘူးတခါကြီးလို့တခါကြီးအဖွဲဒီလားလူမှာမို့လားလို့ဒီလားလူမှာလုံးမယ်လို့ဩမှန်ပါဗျာတဲ့အဲဆိုလည်းဒီပြည့်ခေါင်းကြီးခဏတွားလိုက်အောင်မယ်ဗျာတဲ့ ပထွက်သွားတယ်။နိုင်တဲ့လိုက်မကြည့်မိပါဘူးသူလည်းအဲပြန်လာမယ်ပေါ့။အဲဒီစကားပြောရင်၁၇နိုင်ထိုးတယ်ဦးဇင်းတို့ဆွမ်းစာ။စပြီလေဒီလူပြန်မလာဘူး။အဲ၁၇နိုင်ခွဲတော့အော်ဒီလူပြန်မလာဘူးဆိုတော့ကိုကိုစဉ်းကပ်ပဲပိတ်တော့မှားလို့လို့ဘာလို့လို့နဲ့ကြည့်နေ၁၇ခွဲကြတော့လေစစ်တက်စဉ်းကပ်ကမပိတ်ပါဘူး။ အဆက်နဲ့ဒီလိုမလာဘူးလားမသိဘူးဆိုပြီးတော့ဆောင်းရင်ဆောင်းရင်နဲ့အဲညနေဘယ်လောက်ရောက်သွားလဲညနေ9နာရီတော့ဖြစ်ဆောင်းနေတဲ့အချိန်တုန်းကတော့ဒီလိုမလာသေးဘူးလားမသိဘူးမိုးရွာလို့လားမသိဘူးညမိုးရွာလို့ထင်နေတွင်းတွင်းနဲ့9နာရီလောက်ကျမှကိုကစဉ်းစားမိတယ်ဟောဒီလိုငါ့ကိုဖုံးတာလိန်တာပဲနဲ့တူတယ်လို့အဲ့ဒါကျန်တဲ့ဥစဉ်နေ ဖုံးလောက်တယ်တဲ့ဥစဉ်ဆရာတော့ဖုံးလာပြီးတော့နေနာဖြစ်မယ်တဲ့ဆရာတော့ဖုံးဟိုဘက်ကိုမပေးလိုက်တာကံကောင်းတယ်တဲ့အရှင်ကြောင့်မကို့ကိုဩလို့ငါလည်းတော်တော်တုံးလာပဲလို့ဖုံးလာလိမ့်လို့လိမ့်မန်းနေမသိဘူးလို့တကယ်ဟုတ်မှန်ပြီးတော့လူတွေပြောပါတယ်လိမ့်နေရရှာလို့မျိုးမျိုးလိုက်လိမ့်နေတော်သေးတာကကိုကဖုံးမပေးလိုက်တော့ဖုံးတာပြင်ပြီလို့ရှင် အဲတော့အောင်မှာကြားရတယ်။အဲကျင်ကျက်ဖပန်ဖုံးရောက်အောင်မှာလာပြီးတော့ဖုံးလာလင်းရတယ်နော်။အဲဒီတော့လိန်ကြီးတွေအမျိုးမျိုးရှိတယ်။အဲမြို့ပေါ်မှာဖုံးရောက်နေတယ်မထားဘူး။အကုန်လိုက်လိန်တာပဲ။တော်ဆိုးနေပြီ။လိန်ကြီးနဲ့မြန်အောင်ဟိုလိုလိန်နဲ့ဟိုလိုလိန်ကြီးနဲ့မြန်တခြားတစ်မျိုးလိန်တိန်နဲ့သူတို့မှာလိန်ကြီးတွေအမျိုးမျိုးပဲ။တခုတည်းမဟုတ်အမျိုးမျိုးရှိတယ်။အဲအဲ့ဒါကိုအားလုံးသိကြခြင်းလို့ဆရာတော်တန်ခါလေးနဲ့ဘုံရောက်နေမှာရှိရဲ့ဆရာတော်တန်ခါလေးနဲ့တပည့်တော်တို့ အဖြစ်မျိုးမဖြစ်ရလေအောင်တပည့်တော့ပြောပြခြင်းဖြစ်ပါရဲ့ကဲကျွန်တော်မျိုးတွေကျွန်တော်မိတ်ဆွေတွေလည်းဂရုစိုက်ရပါဗျာတရင်ကိုပြောပြမယ်နော်ဖုံးချောင်းကိုသွားလိမ့်တာလူလိမ့်နေရလေဖုံးချောင်းသွားလိမ့်တာဖုံးချောင်းတို့ဝင်လာတယ်တက်တက်ရဲရဲပန်းပန်းပြန့်ပြန့်မယ်လေသီလားဖုန်းကြောင်ကမြန်အောင်ကြောင်းတိုက်တယ်ဒါမျိုးနာမည်ဒီပိုင်းတို့ရေးမထားဘူးဖုန်းကိုယ်တိုင်ပြောပြနေတာ အဲ့ဒါသူကတက်လာတော့ဦးစင်းဒီကျောင်းမှာအသက်ကြီးတဲ့တန်ခါဘယ်နှပါရှိလဲလို့ဘုန်းကြီးကိုမေးတယ်။ဘုန်းကြီးကလည်းရှိတယ်အကြောင်းပြောပြလိုက်တာပေါ့နော်။ကျွန်တော်တို့ကပရာဟိတအဖွဲ့ကြီးပေါ့။ဟိုလိုက်လှူနေတာပေါ့နော်။ဟိုအသက်ကြီးတဲ့ဆရာတော်တွေကိုလိုက်လှူနေတာလို့ပြောတယ်နဲ့။အေးပေါ့လှူပေါ့ဘုန်းကြီးကလည်းဘာပြောမှလဲနော်။အားနဲ့သူတို့အဖွဲ့ကြီးခုဦးစင်းတို့ရဲ့အကြောင်းရဲ့ခေါင်းရင်းအကြောင်းမှာဝင်လှူနေပြီပေါ့။အားတပည့်တော်ရှေ့ပြင်းအနေနဲ့လာမေးတာလို့ပြောနေတယ်။အဲ့ဒီကောင်က ်တနာကမှတတရရရတဲ့အဲ့ဒီဖြူရင်းများဖွေရွားနေရတဲ့အာနေရနေပြီဥစဉ်ပြောတယ်ဥစဉ်သတင်းကြားပြီးပြီလားဗောဖုံးနေရပါတော့အရင်လိုမျိုးတုံးလို့မရတော့ဘူးဗောနော်ဟိုလိုမိပညာတွေပြန်ပြင့်နေရမယ်ဗောဥစဉ်ငါတော့မကြားဘူးဗောနော်ဖုံးရအဲ့လိုပြောတယ်တဲ့အဲ့လိုလို့ရှိရင်ဥစဉ်လွတ်တက်လာဗောအဲ့လိုလုပ်ပြီးမှာဗောနော်အာနဲ့သူကဖုံးရအေးအဲ့ဒါလုတ်ပြီးဆိုပြီးတော့ပေးလိုက်တယ်တဲ့ပေးလဲပေးလိုက်ကော ဒီလိုပြောတပည့်တော်လည်းဦးစင်းရဲ့ဖုံးကအဆင်မြင့်နေလို့တပည့်တော်လည်းမလုပ်တော့ဘူးပေါ့နော်အဲဒီတော့တပည့်ခေါင်းရင်းမှလုံနေတဲ့အလှလှနေတဲ့ခေါင်းရင်းဖုံးเจ้าမှလှလှနေတဲ့လူတွေကိုတောက်လို့ခိုင်းလိုက်မှဆိုပြီးဖုံးကြီးကိုဖုံးတောင်းနေတယ်ဘုံရောရတကွာအဲ့ဒီလူတွေငါစီလက်လာအောင်မှာပဲပေါ့လားလှုပ်အောင်မှာပေါ့ပေါ့အဲ့ဒီတော့မှပဲမလုပ်မယ်လို့ပြောတယ်တဲ့တကယ်လို့တော့အဲ့ဒီဖုံးကြီးကရှုံပြီးတော့ပြေးလိုက်လို့ရှင်ပါမအောင်နော်ဖုံးကြီးတော်လိုက်လိမ့်နေကြရင်နော်ဖုံးကြီးတော်မရှောင်တော့ဘူးနော်မိုင်းတို့ရက်ွက်မှာဟိုးတော့ကလည်း ဟိုဖုံးကြောင်းကိုသွားပြီးတော့ဘယ်လိုလိမ့်နေအောင်မလဲဟိုအတုပကျမှမလို့ဆိုပြီးကြီးစီတွေဟိုကြီးစီလက်ရိုက်ထုတ်တွေသွားပြီးတော့ဖုံးကြောင်းကိုသွားငါတယ်ဖုံးရပေးလိုက်တာဗောအတုပကျမှဆိုရောင်းစားပလိုက်တယ်ဟုတ်လားသွားပြီးတော့ဟိုဖုံးကြီးကလိမ့်ပြီးတော့เนาะအဲဟိုတော့ဆိုလို့ရှိရင်လေဖုံးကြောင်းမအိုးတွေခွတ်နေငါတယ်လေအဲ့တော့ဖုံးတောင်းအိုးကြီးပူဇာတွေဗောဗျာဟုတ်လား သွားပြီးတော့ရောင်းစားပလိုက်တယ်။သွားလိန်တာလိန်တာနော်အခုဖုံးချောင်းတွေမှာတက်လိန်ကုန်ပြီနော်ချစ်တော်တော်တတိထားကြနော်။ဘယ်လောက်ထိအောင်လဲဆိုတော့ဈေးတစ်ခုမှာတလား။ တခိုးမအောင်ပြီးတော့တခိုးမကြီးနေပြီ50 60လောက်ဖြစ်နေပြီတလားအာအဲ့လိုတခါမှမလာဘူးပါဘူးကျမတို့ကအခုမှမီတော့အခုမှပဲလုပ်တယ်လို့ပြောမှာပေါ့ဟိုဈေးသူဈေးသားတွေကလည်းဝိုင်းအောင်ခဲပြီးတော့တခါတည်းသူကလည်းဟိုဘာလဲကျင်ဆွဲချင်းတောင်းကြီးကလည်းတလုံးနဲ့ဒီလားအတခိုးမှတခါတည်းကလည်းဖွေးနာပဲမသိဈေးလာဝယ်တယ်လို့ဘာလို့လဲဘာလို့လို့မိသွားတာလဲတော့မသိဘူးเนาะချစ်သူတိထာเนาะအဲ့ဒါရေဟိုအရှိတရက်ကလည်းတခါအဲ့လိုပဲအရာတော့ခက်ငယ်လေးပဲ20ကျော်30လောက်ပဲရှိတယ်။တခိုးမာတွေကလည်းစီးတော့မှအားကြီးပဲကပိုင်းန ိုင်လိုက်နော်ကြုံနာကိုလည်းဈေးချင်းအောင်တော့မှလေကိုကအရှိမမဲဝဲနေတော့ရှိသေးတယ်အနောက်မှာသူတို့ကနိုင်သွားပြီအဲ့လိုလည်းရှိတယ်အခုကြည်စားဘုန်းကြီးเจ้าနဲ့တော့ဝင်ပြီးတော့လိန်နေပြီနော်ချစ်တို့ရေကိုအိမ်တော့လည်းမတိပဲနဲ့အဝင်မခံနဲ့နော်မိုင်းပြောတာနော်အဝင်မခံနဲ့အဝင်မခံနဲ့ဟုတ်တယ် DND ပြောတာမှန်တယ်ဟုတ်မယ်နော်အဲ့ဒါလည်းဘာကြီးပြောဆိုရစိတ်ပူလို့ပြပြနေတာပြနေတာဝိုင်ဖိုင်ုံလေးဗီဒီယိုနဲ့ဖုန်းပြီးတော့ပြောတာဟယ်လိုအမျိုးတို့ရေအခုဆိုရင်တော့ မြန်မာဆန်တော်ချိန်ဆယ်နာရီ7မိနစ်ရှိပါပြီ။မြောင်းမြားကအကူတယောက်နဲ့သွားတွေ့ပြီးပြန်လာပါပြီ။အကုန်လုံးတော့ထက်တဲ့ဝင်မသိခဲ့ရပါဘူး။ကျွန်တော်ကြားသိခဲ့ရတယ်ကိုပြန်ပြီးတော့ပြောပြပေးတာနော်။ကျူးတို့နဲ့ကလေးမလေးတွေကကိုရန်လို့ပြောပါတယ်။အဲနေတဲ့ရက်ကလည်းသိခဲ့ရပါပြီ။ အဲနင်နာတဲ့သမီးလေးကတော့ခုနှစ်တန်းလို့ပြောပါတယ်အဲနေရာလေးစားလိုက်ကြည့်ရအောင်ဟိတခုရှိတာကကျူးလုံးနဲ့ကလေးမလေးတွေနာမည်တွေကိုတော့တော်တော်လေးခက်ခဲရှိတယ်စုံစမ်းရတာမြောင်မြမျိုးဘဝကကိုညီမင်းနေတဲ့အကူတယောက် ကျွန်တော်ရတဲ့အချက်တကလေးလမ်းပို့ပြီးနေတော့ကြောက်ဟောပါတော့အဲရိုက်ခံရတဲ့ကလေးမလေးရဲ့မိဘတွေကအဲညောင်းညောင်းမှမရှိကြဘူးကြတချို့ကကျတော့သူ family ဟိုပါစင်း family လေးတွေဖြစ်နေလို့ပြောလို့မရတဲ့အားလေးတွေပါတယ်အဲ့တော့မပြောတော့ဘူးလေ အခုကျွန်တော်ပြန်လာပြီဒီနေ့ကျွန်တော်ထက်တည်ရတဲ့ဟာဒီထက်တင်ပြုံးမယ်ဖုန်းကထားကြောက်ဆက်တယ်လို့ပြောကျွန်တော်ပြောပြပေးနေတာရရင်ရတဲ့အားလေးတွေကျွန်တော်လှမ်းပြောပြပေးနေတာဟိုတကယ်ရိုက်ခဲတဲ့ခလီမလေးကတကယ်စိတ်မောနေရဗျတကယ်စိတ်မောကြပါ

ဟိုထင်းနေလေးတခုကိုကျွန်တော်ထပ်ပြီးတော့ပြောပြအောင်မယ်နော်ဟုတ်ကဲ့ပါတတိယနဲ့ဒီလိုရှိမှသာတရားကြောင်းရလေးတွေကိုနေ့စဉ်ပုံမှန်တစ်ဆက်ပြမဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ကြားနေပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မြင်မှုစကြက်လေးတွေကိုလည်း all comment မှာရေးပေးသွားခဲ့ပါဦးညာ